ားလုံးပဲမင်္ဂလာပါဗျတရားစီပရီးမီးယားလိပွဲစဉ်17ပြီးတဲ့အချိန်မှာအလှည့်ပြောင်းကြီးမားတဲ့အသင်းတွေရှိခဲ့ပါတယ်အလှည့်ပြောင်းကြီးမားသောအသင်းကိုပြောပါဆိုရင် Manchester United တို့ကိုအရင်ဆုံးပြရမှာပါဒါထက်ပွဲစဉ်တ Old Trafford မှာ Arsenal တို့ကိုခြေတားနဲ့ကစားခဲ့ရမယ့်တကူကူမရှိနဲ့ရှုံးနေခဲ့သလိုနောက်ပိုင်းပွဲတွေမှာလည်းကစားကွက်နဲ့ကစားသမားအဆင်မပြေသလိုဖြစ်ကရလဒ်တွေဆိုးဝါးခဲ့သလိုတည်ငြိမ်တဲ့ကစားကွက်လည်းမရှိခဲ့ပါဘူးပွဲစဉ်ခုနှစ်ဆန်နလန်နဲ့ပွဲနောက်ပိုင်း Man U တို့ပြန်လာနိုင်ခဲ့ပြီး၃ပွဲဆက်နိုင်ဝဲပြန်ရကနောက်ဆုံး၂ပွဲမှာတေးရလဒ်တွေထပ်ပေါ် ေါ်ခဲ့ပါတယ်ဒီနွေရာသီမန်ယူအနေနဲ့ဒီကကစားသမား၄ဦးထိခေါ်ယူလို့ထားပါတယ်ကစားသမား၄ဦးလုံးဟာမန်ယူတို့ရဲ့ကောင်းမွန်တဲ့ခေါ်ယူမှုတွေဖြစ်ခဲ့ပါတယ်ဒီနွေရာသီခေါ်ယူမှုတွေနဲ့ပတ်သက်ပြီး Manchester United ရဲ့ကံဝင်နီးပြကြီး Salah Ferguson ကကိုသမားလမ်းမန်းကိုအကြိုက်ဆုံးဖြစ်ကြောင်းပြောကြားခဲ့ပါတယ်ဖာဂူဆန်ကကိုသမားလေးဆန်နီလမ်းမန်းရဲ့ဆွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးအထူးချီးကျူးခဲ့ပြီး outstanding ကစားသမားလို့မှတ်ချက်ပေးခဲ့ပါတယ် ဖာဂူဆန်ကတရားစီခေါ်ယူမှုတွေကိုကျွန်တော်စိတ်တိုင်းကြပါရယ်ဆန်နီလမ်းမန်းရဲ့ခေါ်ယူမှုကတော့ United တို့ရဲ့အနာဂတ်အတွက်ကောင်းမွန်တဲ့လက္ခဏာတွေကတစ်ခုပါလမ်းမန်းအနေနဲ့စနားနဲ့ပွဲမှာပွဲထွက်ခဲ့တယ်လက်ရှိ3ပွဲ4ပွဲလောက်ပဲပွဲထွက်ခွင့်ရသေးမယ်သူရဲ့လက်ဆွမ်းကတကယ်ကိုအဆင့်မီရဲ့လက်ဆွမ်းပါပဲကျွန်တော် MB မိုနဲ့ကိုညာရိုးရဲ့ခေါ်ယူမှုကိုလည်းသဘောတွေ့မိပါတယ်လက်ရှိအသင်းရဲ့အပေါင်းလက္ခဏာဆောင်တဲ့အရေးတွေကသူတို့ရဲ့ဆွမ်းဆောင်ရည်တွေအများကြီးပါပါတယ်လို့မှတ်ချက်ပေးခဲ့ပါတယ် အခုနောက်ပိုင်းမန်ယူအကြောင်းမှတ်ချက်ပေးခဲ့တဲ့ဖာဂူဆန်တယောက်လမ်းမန်းကိုအတော်လေးသဘောကျလို့နေပါတယ်ဆက်လက်ပြီးဖာဂူဆန်ကရူဗင်အနေနဲ့မန်ယူအတွက်အောင်မြင်မှုတွေပြန်လည်ရယူပေးနိုင်ဖို့ကျွန်တော်မျှော်လင့်ပါတယ်ယူနိုက်တက်ကအောင်မြင်မှုတွေနဲ့ထိုက်တန်တဲ့အသင်းပါကျွန်တော်ထင်တာကတော့နှစ်ပွဲဆက်တိုက်နိုင်တယ်ဆိုတော့ယူနိုက်တက်လိုအသင်းတွေအများတန်းဖြစ်တဲ့အရာပါလက်ရှိတိုးတက်မှုတွေကဆောင်ဆိုင်ခြင်းစိတ်ရှိခြင်းတို့ကနေတစဉ်ခက်ခဲတဲ့ကာလတစ်ခုကိုဖျက်ချော့ပြီးတဲ့နောက်မှာတော့သူတို့ပျော်ရွှင်ရပါလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်မန်ယူရဲ့ဒီနေ့ຫນွေຂໍຢູ່ບຸນແລະປະຕັດໄປເມິດສຸຍໂລຍອຽນເລດີຊິຍແລະຊື່ນີ້ໄປပါໂອ